အလဲမာလို့ပြောချင် စန်ချာနဲ့မိတော့အတိတ်ပဲတူတူပဲလားအားလုံးမင်္ဂလာပါ Cherry Mae Josephine မှာပြန်လာကြိုဆိုပါတယ်ဒီနေ့မှာတော့အလဲမာလို့ပြောချင်တုံးနဲ့စန်ချာနဲ့မိတော့ရဲ့အတုပ်ပြပုံလေးတွေကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့စန်ချာကို wolf အဖြစ်ရောနားအဖြစ်ပါတုံးပြီးတော့ပုံတန်တစ်ခုရဲ့အတိတ်ကြဆုံးအလဲဘဟုမတ်လုပ်ငန်းတစ်ခုရဲ့အဓိကဘဟုဌာနကိုအတိအကျညွှန်းဆိုရင်းနေရာမှာတုံးပါတယ် ။ဒါအပြင် British English နဲ့ American English မှာစာလုံးပေါင်းကွဲပြားမှုရှိပါတယ်။ CENTIE Center က British English ဖြစ်ပြီးတော့ CENTER Center ကတော့ American English ဖြစ်ပါတယ်။ဒါပေမဲ့နှခုဆုံးကအတိတ်ပဲအတူတူပါပဲ။ဥမာအနေနဲ့ဆက်ဝါးရဲ့အလဲဘဟုဆိုရင် the center of the circle ဈေးဝယ် center ဆိုရင် a shopping center နောက်ထပ်ဥပမာအနေနဲ့ please center the image on the page ကျေးဇူးပြုပြီးတော့ပုံကိုစာမျက်နှာရဲ့အလဲဘဟုမှာထားပါနောက်ထပ်ဥပမာအနေနဲ့ he is the center of attention at every party သူကပွဲတိုင်းပွဲတိုင်းမှာအယုံဆိုင်ခံနေရတဲ့လူတစ်ယောက်ပါနောက်ထပ်ဥပမာအနေနဲ့ please put the vase in the center of the table ဒီပောင်းကိုဇပွဲရဲ့အလဲမှာထားပြီးပါ နောက်တစ်ခုဖြစ်တဲ့ middle ကြတော့ now ဖြစ်ရော adjective ဖြစ်ပါ အများဆုံးအသုံးပြုကြပြီးတော့အချိန်ကာလနေရာအပိုင်းအခြားတစ်ခုရဲ့အလဲပိုင်းကိုဖော်ပြပြီး center လို့အတိအကျဆုံးအလဲဘဟုမှတ်လို့တော့မဆိုလိုပါဘူးဥမာအနေနဲ့ he woke up in the middle of the night သူညတကောင်ရံမှာနိုးလာခဲ့တယ် he lives in the middle of the city သူမြို့ရဲ့အလဲပိုင်းမှာနေထိုင်တယ်။ The story gets really interesting in the middle. ဒီဇလန်ကအလဲလောက်ရောက်မှတကယ့်ကိုစိတ်ဝင်စားစရာကောင်းလာတယ်။နောက်ထပ်ဦးမှအနေနဲ့ Don't walk in the middle of the road. လမ်းအလဲမှာမလျှောက်နဲ့။ဒီလောက်ဆိုရင်တော့ center နဲ့ middle ကိုနားလိုက်တော့ပေါက်လိမ့်မယ်လို့ယုံကြည်ပါတယ်။နောက်ထပ်နောက်ထပ်အကျိုးရှိတဲ့ဗီဒီယိုတွေကိုတင်ဆက်ပေးသွားမှာမဟုတ်နောက်ဗီဒီယိုတွေမှာပြန်ဆုံကြမယ်နော်။အားလုံးပဲဘိုင်ဘိုင်။